တော်လာမနေ့ခင်မှာမိတ်ဆွေပြည်သူအားလုံးနှုတ်ဆက်ပါတယ်လောကလောကကြီးရဲ့မမြဲသောသဘောတွေနဲ့သဘောကြီးကဖန်တီးလာတဲ့ကပေးကျမစုကြီးတွေများကနေပြီးတော့ကျွန်တော်ပြည်သူတိုင်းသားအားလုံးဘီကင်းတတငင်းပါစေကြောင်းဥစွာဆွမတော်ပါတယ်ဥဒီရပိုင်းဆိုရင်ကဘာကြီးရတယ်လှုပ်ခတ်နေပါတယ် အီရန်ကိုအီရန်နိုင်ငံမြို့တော်တီဟီရန်ကိုအစ္စရေးကလေကြောင်းနဲ့စတင်တိုက်ခိုက်တဲ့တဲ့င်းနောက်မနေ့တုန်းကအိန္ဒိယနိုင်ငံမှာဖြစ်ပေါ်ခဲ့တဲ့လေပြင်းကြီးပြန်တက်သွားပြီးတော့မင်းနှစ်ပိုင်းအကြာမှာပဲပြက်ကျပြီးလူပေါင်း200ကျော်ကွယ်လွန်သွားတယ်ဆိုတဲ့တဲ့င်းဒါတွေကိုကြည့်ပြီးတော့လောကကြီးရဲ့မမြဲသောသဘောတွေကိုစင်ကျင်စစ်ကြောရင်းနဲ့ကျွန်တော်တို့မြန်မာပြည်ရဲ့လက်ရှိဖြစ်ပေါ်နေတဲ့ကပ်ဘေးဖြာဖြာဆိုးဝါးလာတဲ့ကံကြမ္မာတွေက မြဲသောအရာသာဖြစ်တယ်ဆိုတာကိုအဲတံဝေကယူရင်ကောင်းမွန်တဲ့နိုင်ငံရေးစနစ်ငင်းချမ်းသောလူပေါင်းခြေနေတွေပေါ်ပေါ်လာအောင်ကျွန်တော်တို့ဘယ်လိုစူးစမ်းကြမလဲဘာတွေနီးကပ်နေပြီလဲဆိုတာလေးကျွန်တော်အတွေးမိတာလေးတင်ပြချင်တာပါမတပြခင်မမြဲတဲ့သဘောကိုဥစွာကျွန်တော်တို့လက်တွေ့ဖြစ်စဉ်နေနဲ့စောကြကြည့်အောင်မနေ့ကဆိုရင်အိန္ဒိယလူမျိုး အင်္ဂလန်နိုင်ငံသား software ပညာရှင်မိသားစုလေးအကြောင်းပုံလေးကျွန်တော်ဒီမနေ့ဖတ်လိုက်ရတယ်။သူကအင်္ဂလန်မှာနေတယ်။နေပြီးတော့အိန္ဒိယကသူ့မိဇနီးနဲ့တာသမီတွေကိုအပြီးလာခေါ်တာပေါ့။သူကအလုပ်တွေပါထွက်ပြီးတော့အင်္ဂလန်ရွှေပြောင်းကြောင်းမိသားစုလေးပြောပြောရှင်နဲ့လေးမောတက်ပြီးတော့လင်းထွက်ခါနေလေးမှာ selfie ပုံရိုက်ပြီးသူကပို့လိုက်တယ်။ပို့လိုက်တဲ့ပုံလေးပေါ့။မျိုးမျိုးရွှင်ရွှင်နဲ့သူတို့မိသားစုပို့တယ်။ပို့တဲ့မိနစ်ပိုင်းလေးမှာကိုပဲလင်းရပြန်ထွက်နေပြီ။ဓာတ်ပုံလေးရိုက်လိုက်တယ်။ သူတို့အားလုံးကလေးတွေနဲ့မိသားစုလေးများပျော်မြွန်ပျော်ပျော်ပျော်ပပတက်ဖို့နေရိုက်ပြီးတော့ဆွေမျိုးတွေကိုပို့လိုက်တယ်။နောက်မိနစ်ပိုင်းကြာမှာပဲသူတို့အားလုံးဟာတစားစီပျောက်ကွယ်သွားကြတယ်။အဲတော့ one day တွေ့ရပါလိမ့်မယ်။အမဒီမိသားကာကြီးတွေတူဝီတော်နဲ့မိတွေတက်နေအချိန်မှာကားလမ်းမပေါ်မှာဘသူဥကောင်းမှမသိတဲ့ဥကောင်းပြက်တစ်ခုကိုလူတွေကဓာတ်ကင်မရာနဲ့ဖုန်းနဲ့ဝိုင်းရိုက်နေကြတဲ့ one day စရာကြီးကွဲစရာ တရားသဘောယူတတ်မယ်ဆိုရင်ယူယူပွဲအောင်မယူနိုင်ရှာပဲနဲ့အထူးဆန်းတပွဲကိုလည်းပဲတချိန်ကြရင်ဝေးစုကြမှာစုကြုံတဲ့အခါမှာအခုလိုမျိုးဥကုံပြက်ဖြစ်နေစက္ကန့်ပိုင်းအတော်ဒီမှာပဲဘဝပြောင်းသွားနိုင်တယ်ဆိုတော့တံဝင်ကမယူတတ်ပဲအထူးဆန်းတပွဲဖြစ်နေတာကိုကြည့်ပြီးတော့လူလောကရဲ့အံ့ဩစရာတွေကိုတွေးရင်ကျွန်တော်ကတော့တရားသဘောကိုစောစောမိပါတယ်။ဒါရားမှမမြဲပါဘူး။ကျွန်တော်တို့အခုအသက်ရှင်နေပေမဲ့မိနစ်ပိုင်းတွင်စက္ကန့်ပိုင်းတော်တွင်ကျွန်တော်တို့ကလူလောကထွက်ခွာသွားနိုင်ပါတယ်။ဆိုတော့ လက်ရှိကျွန်တော်တို့နိုင်ငံရဲ့ဆိုးရတဲ့အခြေအနေတွေကိုဖြစ်ပေါ်နေစေခဲ့တဲ့အကြောင်းအရာတွေနဲ့အချိန်တန်ရင်အားလုံးဟာပြီးဆုံးသွားမှာပါဆိုတဲ့လောကသဘောကိုစောစောပြင်းဖက်စစ်ကျမ်းပဲမင်းအွန်လိုင်းတက်ခဲ့နောက်ဆုံးကြုံရတဲ့အနေအထားလေး၃ခုကိုကျွန်တော်သုံးသပ်ပြချင်ပါတယ်။နံပါတ်၁ချက်ကတော့မင်းအွန်လိုင်းတက်ဟာအခုဆိုရင်စိတ်သက်ပိုင်းရရာသူ့ရဲ့ဒီတက်တွင်းအနေအထားတွေကသူဟာလုံးဝပြိုကွဲပြီးပြိုကွဲပြီးတော့ ကြီးမားတဲ့အကြောင်းတွေသူရင်ဆိုင်နေရပါတယ်ကြီးမားတဲ့အကြောင်းတွေရင်ဆိုင်နေရပါတယ်လေတက်ဆိုရင်လည်းလေရင်တွေမရှိတော့တဲ့အကြောင်းမလို့နှစ်ပေါင်း30ကျော်ကလေရင်တွေထုတ်သုံးလာရတယ်လေရင်တွေတစည်းတစည်းပြက်ကျလာပြီလေတက်ဟာအင်အားချိနဲ့ပြူကွဲနေပြီဆိုတာကိုကျွန်တော်တို့တွေ့မြင်ရပါတယ်အဲ့တော့သူအားကိုအားထားအရှိဆုံးလေတက်အင်အားချိနဲ့နေပြီဆိုမှတော့မင်းအောင်လာရေရှည်တောင်းခံနိုင်မှာမဟုတ်ဘူးဒီကြားထဲမှာပဲတန်တမန်ရရရနော်ဒီကုလသမဂ္ဂတို့ဘာတို့မှအထိအာဆီယံအထူးကိုယ်စားလှယ်က အာဒီဒီကုလသမဂ္ဂအထူးကိုယ်စားလှယ်တွေကမင်းအွန်လိုင်းကိုမတရားဖန်ဆီးချုပ်နှောင်ထားတဲ့လူလူခေါင်းဆောင်ဒေါ်ဆန်းစုကြည်တမတာကြီးဦးမြင့်အပါဝင်အကျဉ်းသားတွေကိုချက်ချင်းလွတ်ပေးဖို့ဆိုတဲ့တောင်းဆိုချက်ကုလသမဂ္ဂအစီအမြင်မှာတရားဝင်ထုတ်ပြန်လာတာဟာလေမင်းအွန်လိုင်းအတွက်ကြီးမားတဲ့ထိုးနှက်ချက်ဖြစ်လာပါတယ်။သူမတရားလှုပ်ထားတာကိုကဘာကြီးကသိနေတယ်။ကဘာကြီးကတောင်းဆိုလာတဲ့တရားမျှတမှုဖော်ဆောင်ပေးဖို့ဆောင်ရွက်ချက်ကိုသူမလုပ်ဘူးဆိုရင် ILO Article 33အပါဝင် ကုလသမဂ္ဂကချမှတ်ထားတဲ့ ဆုံးဖြတ်ချက်တင်တဲ့အညီမကြခင်မှာ action you ရေးယူလာနိုင်တယ်ဆိုတဲ့အနေထားကလည်း main online အတွက်ကြီးမားတဲ့ထိုးနှက်ချက်ဖြစ်ပါတယ်သူနောက်မှာဘလောက်ပဲရုရှားတို့တရုတ်တို့စတဲ့မိစ္ဆာနိုင်ငံတွေကရက်တီကာကွယ်ပေးနေစေကမူသူတို့အင်အားဟာပြုတ်လျော့ပါတယ်ဒါနှစ်ခုမြောက် main online အတွက်ပြုတ်ကွက်ဖို့အခြေအနေပါအဲနောက်ဆုံးအခြေအနေကတော့ကျွန်တော်ခေါင်းစဉ်လေးတင်ထားတဲ့အချိန်မှာပဲဘလောက်အင်အားကြီးမားတဲ့ရေလိုင်းကြီးဖြစ်နေပါစေကြောက်ဆောင်ကိုမကြော်လွှားနိုင်ပါဘူးကြောက်ဆောင်ကိုမထွန်းဖောက်နိုင်ပါဘူးဘာလို့လဲဆိုတော့ ရေလိုင်းကသူ့မှာဒုနဲ့ဒဲနဲ့အလုံးရင်းနဲ့နောက်ကွယ်တွန်းလိုက်တဲ့အားကြောင့်လှိုင်းကြီးဖြစ်ကန်းနာကိုသာပြေးဆောင်လာနိုင်ပါလိမ့်မယ်။ဒါပေမဲ့ကြောက်ဆောင်တဲ့ပွဲခိုင်ခန့်တဲ့ကန်းနာကကြောက်တောင်ကြီးကိုတော့သူဘလို့မှရေလိုင်းကမထွန်းဖောက်နိုင်ဘူး။သူဖြန့်ကွဲသွားတာတဲ့ဘောပါပဲ။အခုမင်းအောင်လိုင်းနောက်ဆုံးထုတ်ပြန်လိုက်တဲ့တယင်းမှုနဲ့အထက်တယင်းမှုဂျာဒူးတွေပေးမယ်ဆိုရင်တဲ့အိတ်တက်ဖွဲ့ဝင်စစ်တီကိုအရာရှိကိုအရာရှိကိုဒီ NLD တို့ PDF တို့ စသဖြင့်တော်လိုင်းတပ်ဖွဲ့တွေနဲ့ဆွေမျိုးသားချင်းဆက်နွယ်နေခြင်းရှိမရှိစစ်ဆေးပြီးမှယာရုပေးရမယ်ဆိုတဲ့ညွန်ကြားကကြောက်ဆောင်ကိုခွင်းဖို့ကြိုးစားတဲ့သဘောပဲဖြစ်ပါပြီ။အဲ့တော့လက်ရှိတပ်ထဲမှာဆိုတဲ့ကောင်တွေဟာလည်းပဲကျွန်တော်တို့ဆွေမျိုးသားချင်းညီကိုတွေပါပဲ။လက်ရှိဖက်စစ်တပ်ထဲမှာလုပ်နေတယ်ဆိုတဲ့အထက်မှာရုရှားပြည်ကမွေးလာတဲ့ကောင်တွေလည်းမဟုတ်ဘူး။တရုတ်ပြည်ကနေတင် जा လေ့ကျင့်ပြီးတော့စစ်တပ်ထဲဝင်လာတဲ့ကောင်တွေလည်းမဟုတ်ဒါမှရှိတော့ရှိမှာပေါ့နော်အခုတရုတ်စစ်အရာရှိတို့တရုတ်နီးပညာရှင်ရုရှားနီးပညာရှင်တွေတိုက်လီရင်မှုတွေတော့ဝင်ပြီးတော့ကျင်းနေပါ ဲ့တော့အခုတနိုင်ငံလုံး PDF မရှိတဲ့မြို့မရှိဘူးတော်လန်ရေးမလုဆောင်တဲ့မြို့မရှိဘူးအားလုံးဟာနေရာနှက်မှာជីကြီးနဲ့တေးသေးရောက်အောင်လုပ်နေကြတာကြီးပဲဖြစ်တယ်အဲ့တော့ဖက်စစ်တပ်ထဲမှာရှိနေဆိုရယ်တိုင်မှုဆိုရယ်ကောင်းနေရဲ့ဆွေမျိုးသားချင်းတွေထဲမှာလည်း PDF နဲ့กินတဲ့လူလည်းမရှိဘူးနော်နော် NLD နဲ့လည်းကင်းတဲ့လူမရှိဘူးတဝင်းခွဲနှဝင်းခွဲကတော့ဆက်ဆက်နေမှာကြီးပဲဖြစ်တယ်အဲ့တော့ဆိုလိုတာကတော့မင်းအွန်လိုင်းဒီ သူ့ဖက်စစ်တပ်ထဲမှာရှိတဲ့ဗိုလ်မှူးနဲ့အထက်ကောင်ဘယ်ကောင်မှယာတုတိုးပေးဖို့အစီအစဉ်မရှိတော့ဘူးဆိုတဲ့သဘောမျိုးပဲဖြစ်ပါတယ်အဲ့တော့ဆွေမျိုးသားချင်းတော်ဆက်နေလို့ယာတုမရဘူးဆိုတဲ့မူဝါဒချမှတ်ပြီဆိုကြတဲ့ကဒီလက်နက်ကင်ထားတဲ့တပ်မတော်ဟာပြည်သူကိုကာကွယ်တဲ့တပ်မတော်မဟုတ်တော့ဘူးလူသူစုကိုကာကွယ်ဆောက်ရှောက်ဖို့အတွက်နော်ရဲ့ရဲ့ဆက်ဆက် မင်းက NLD နဲ့ဆွေမျိုးဘဏ္ဍဝန်းကွင်းတော်လို့မင်းຢာလို့မပြေးတော့ဘူးမင်းသေးတဲ့အထိဒီဘူကြီးဘွားနဲ့ပဲနေဒီဘုံမှုဘွားနဲ့ပဲမင်းကြုံဘွားနဲ့ခန့်မင်းကိုຢာလို့တုံးမပြေးတော့ဘူးဆိုတဲ့ကန့်သက်ချက်ချမှတ်လိုက်ခြင်းအဖြစ်မင်း online ဖက်စစ်တပ်ဟာနောက်ဆုံးစီးကိုချိုးဖျက်ပြီးတော့ပြိုကွဲမှုကြီးစီကိုတိမ့်တေမှုချရောက်ပြီလို့ကျွန်တော်ပြောချင်ပါတယ်အဲ့တော့ဖက်စစ်အကြမ်းဖက်လပားစီအဖြစ်နော်မင်း online ခိုင်းနေမြလုတ်ပြီးတော့ဘဝနီကုန်အဆုံးတက်ကြမလား အတိုင်းပြည်ကိုကာကွယ်တကယ်တကယ်ကာကွယ်ဆောက်ရှောက်တယ်ပြည်သူကိုတကယ်ကာကွယ်ဆောက်ရှောက်တယ်ပြည်သူစစ်သားဖြစ်တော်လိုင်းရင်းမှာဟောဒီမှာကျွန်တော်တို့ကဲ့သို့ပါဝင်ပြီးတော့ကြာရတာဝန်ထမ်းဆောင်ရင်စစ်သားကောင်းတမိုင်းတွေရည်ထိုးကြမလားဆိုတာတော့လက်ရှိမင်းအောင်လှိုင်ဖက်စစ်တပ်တွေကစင်ကျင်တုံတရားရှိတဲ့နိုင်ငံသားတွေတွေးတော့ဖို့အကြံပေးစကားပေးလိုက်ပါလိုက်ချင်ပါတယ်ကဘာစစ်ကြီးကတော့တေချာပေါ့ဖြစ်တော့မယ်မြန်မာပြည်ဟာကဘာစစ်ဖြစ်တဲ့အခါတိုင်းလွတ်လပ်ရေးကိုရအောင်ယူခဲ့တာရှိတာမလို့ အခုအီရန်နဲ့အစ္စရေးကအစပြုလာမဲ့တတိယကမ္ဘာစစ်မှာကျွန်တော်တို့မြန်မာနိုင်ငံဟာစစ်မှန်တဲ့လွတ်လပ်ခွင့်ရရှိအောင်ဝိုင်းဝန်းကြိုးပမ်းဆွမ်းဆောင်နိုင်တဲ့အနေအထားအကောင့်ထည့်ဖော်နိုင်ကြပါစေ။